ဒီစပင်ကတော့ဒါကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်အာလုတ်ပစ်မှာမဟုတ်တဲ့စပင်ပေါ့နော်ဒါဟိုဒါစကားအရာကျွန်တော်လုတ်ပစ်တာပါဒါကကျွန်တော်ဟိုကျွန်တော်ကြိုက်တဲ့စပင်ပုံစံတဲမှာတော့မပါဘူးကျွန်တော်တော့ကဒါအဝတ်စားလေးနည်းနည်းယူရတယ်ပြီးတော့နည်းနည်းနေရလဲနည်းနည်းတတော်တတာမရှိဘူးဆိုတော့ခါကြတော့ဒါနည်းနည်းလေးအကြိုက်နေရမှာဆိုတော့ဂျားထဲမှာဒါအလုတ်တွေကတော့ဒီစပင်နဲ့ပဲရှိနေရတယ်ဟုတ်ကဲ့ဒါကျွန်တော်ငကိုစပင်အစစ်အစစ်ကိုပဲအာကောက်ပလိုက်ပြီးတော့ဒါပြန်ရောပြီးတော့ကြစ်ထားတာ ချိန်ဘယ်လောက်တောင်ပေးခဲ့ရလဲ17နိုင်လောက်ကြာကျန်တဲ့ပတ်ဝန်းတဲ့လူတွေအားလုံးရဲ့လုတ်တွေအကုန်လုံးလဲကျွန်တော်တို့ချိန်ထားပြီးသားပါသူတို့တွေကတော့အပြင်ထွက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 ်မှလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ဒါမှဖြစ်မနေဒီစပင်နဲ့ပြင်ထွက်လိုက်ရတာပေါ့နော်ကျွန်တော်တို့ဒါကာလိုက်တာလေးဖွက်ထားတာနေအများကြီးရှိပါအာဒီနေ့ကျွန်တော်ထူးထူးခြားခြားအနေနဲ့ကတော့ဒီနေ့ဆိုင်ဖွင့်တာကဒါ Mary Mary K Go ဆိုတဲ့ဆိုင်ပေါ့နော်ရွှေဆိုင်ပေါ့ဒါကဒီနေ့တရက်ထဲမှာပဲကျွန်တော်တို့ ရန်ကုန်မြို့မြို့နယ်၃ခုမှာတပြိုင်တည်းဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်အဲဒီနေ့တည်းရောက်ဖြစ်တဲ့အကြောင်းလေးကတော့ဒီလုပ်ငန်းကိုလုပ်ကင်နေဒါအဲတချစ်လေးရကျွန်တော်ရဲ့မိတ်ဆွေတွေရဲ့လုပ်ငန်းဖြစ်ပါတယ်ဒါကျွန်တော်နဲ့လည်းဟိုးအရင်တုန်းကရင်းနှီးခဲ့ကြတယ်ကျွန်တော်အရင်တုန်းကဒါတချင်းနေပါတယ်တက်ရိုက်ပြီးဘူးလေပရိတ်သတ်တွေတတိထားမိမှာပါကျွန်တော်တို့ဒါဝစ်ဆုံရှမ်းဝစ်ဆုံအဖြူလေးရင်အများကြီးနဲ့ဒါအညီမ9ယောက်နဲ့ကျွန်တော်တို့ MPB ရိုက်ခဲ့ဘူးလေအဲ့ဒီမိသားစုဝင်တွေပဲဖြစ်ပါတယ် အာဒီနေ့ကတော့ကျွန်တော်အထူးပြုချက်အနေနဲ့ကတော့ဒီ Mary Kay Go မှာအဓိကရွှေရောင်းချတယ်ဆိုတာထက်ရွှေတွေဝယ်ယူတာပေါ့နော်ရွှေတွေဝယ်ယူတဲ့နေရာမှာဒါကျွန်တော်တို့ဒါရွှေရဟိုရွှေသား20%ပါတယ်ဆိုတော့မှဝယ်ယူပါတယ်ရွှေအတူအစအပလက်တီနမ်ပြီးတော့ 80k ပြီးတော့အကုံပေါ့နော်အဲ့လိုမျိုးအာအခြားသောရွှေဆိုင်တွေမှာရောင်းချလို့မရတဲ့ပစ္စည်းတွေ အကုန်လုံးကိုဈေးကောင်းပေးပြီးတော့ဝယ်ယူတာပဲဖြစ်ပါတယ်ထို့တကြောင်မလို့အိမ်မှာပို့ပြီးပို့နေတယ်ရောင်းလို့မရတယ်ဟိုဟာရွှေတွေအကုန်လုံးငွေတွေတွေရောဒါပလက်တီနမ်တွေအကုန်လုံးကိုဒီမှာပစ္စည်းနည်းနည်းလေးကနေစပြီးတော့အများကြီးချက်တော့အမောက်ပမာဏဖြစ်ပါစေဝယ်ယူပေးနေရပဲဖြစ်ပါဒီ hair style ကတော့ဒါဒါရုပ်ရှင်အတွက်လုပ်ထားတာပါခင်ဗျာရုပ်ရှင်အတွက်ပေါ့နော်ဒါကျွန်တော်ဒါ Zombie Plaza ဆိုတော့အဲဒါ Zombie ကရိုက်ကူးနေတော့ဒီကားတွေကစက်ကောင်ကာရက်တာရဲ့ အဲစပင်ပုံတရံဒါကျွန်တော်လုပ်ထားဖြစ်ဟုတ်ကဲ့ဒါကျွန်တော်ငကိုစပင်အစစ်အစစ်ကိုပဲအာကောက်လိုက်ပြီးတော့ဒါပြန်ရောပြီးတော့ကျစ်ထားတာအချိန်ဘယ်လောက်တောင်ပြီးခဲ့ရလဲဟုတ်17နိုင်လောက်ကြာသဘောကျပါတယ်ဒါဒီစပင်ကတော့ဒါကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်အာလုပ်ပြမှာမဟုတ်တဲ့စပင်ပေါ့နော်ဒါဟိုဒါစကားအရာကျွန်တော်လုပ်ပြတာပါဒါကျွန်တော်ဟိုကျွန်တော်ကြိုက်တဲ့စပင်ပုံစံတည်းမှာတော့မပါဘူး ဒါမဲ့ဒါဇက်ကောင်ဇက်ကောင် character ရကျွန်တော်လုတ်ပစ်တာပေါ့နော်။အဲဆိုတော့ဒါအကျွန်တော်တော့ကဒါအဝတ်စားလေးနည်းနည်းယူရတယ်။ပြီးတော့နည်းနည်းနေရလည်းနည်းနည်းတတော်တတ်တာမရှိဘူးဆိုတော့ခါကြတော့ဒါနည်းနည်းလေးအကြိုင်နေရမယ်ဆိုတော့ဂျားထဲမှာဒါအလုတ်တွေကတော့ discipline နဲ့ပဲရှိနေရပါတော့။ဒါကျွန်တော်တို့ကျွန်တော်တကယ်ချင်းထူအောင်လို့ဒါကိုသိန်းလင်းဆိုးလို့ဒါကိုချုပ်ကာရုံးနဲ့အတူတူကျွန်တော်တို့ဒါမကြခင်မှာလဲ project တစ်ခုကို new project တစ်ခုကိုကျွန်တော် announce လုပ်သွားဖို့ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒါ ကျွန်တော်တို့တငယ်ချင်းတွေကဒါ family လို့ပဲပြောလို့ရပါတော့ family တခုအနေနဲ့ကတော့ရှေ့ဆက်သွားမယ်ဇက်ကားတွေကတော့ဒါကျွန်တော်တို့လှုပ်ချင်တဲ့အရာတွေကိုပဲလှုပ်ကင်သွားတော့မှာပဲဖြစ်တယ်ပြီးတော့ဒါကိုကျွန်တော်တို့နောက်ကနေပြီးတော့ကုညီပံ့ပိုးပေးတဲ့ဒါညီကိုတွေလည်းရှိတယ်ကျွန်တော်တို့လှုပ်ချင်တဲ့ project တွေကိုကျွန်တော်တို့ဟိုဒါ risk အများကြီးယူပြီးတော့ဒါရိုက်ကူးသွားမှာဖြစ်ပါတယ်ဒါအခုဒါဒီ zombie project ကနေကျွန်တော်စတင်တာပေါ့နော်ဒီ zombie project ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒါဒါ၄နိုင်ငံမှာ ပြသသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ထိုင်းလာအိုကမ်ဘောဒီးယားဒါပြီးတော့မြန်မာပေါ့နော်ဒါအကုန်လုံးလည်းစီစဉ်ပြီးသွားပါပြီအဲဒီအတွက်ကြောင့်မလို့ပေါ်အောင်ရရဲ့လက်ရာကိုကျွန်တော်တို့ပြသသွားမှာပါရက်ကူးချိန်ကလည်းကျွန်တော်တလခွက်လောက်ကြာနေမှာဖြစ်ပါတယ်အဲအဓိကတော့ကုံညက်စိတ်အရင်များတာပေါ့နော်ကုံညက်စိတ်ကဟိုအမောက်တစ်ခုကတော်တော်လေးများတဲ့အမောက်ပမာဏပမာဏမှာရှိရဲအဒီအရုံငွေထုတ်ပေးတဲ့ producer အကိုတွေကိုလည်းကျေးဇူးအများကြီးပဲတင်တယ်ဒါကျွန်တော်တို့လည်းပါဝင်ပူးပေါင်းပြီးတော့ရိုက်ကူးတာပဲဖြစ်တယ် ်ဒါအားလုံးစုပေါင်းပြီးတော့ဒါရိုက်ကူးတာပေါ့နော်အဲပြီးတော့ဒါကဇွန်ဘီကားဆိုတော့ကျွန်တော်ဒါဇွန်ဘီကားအစစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရှူတင်မှာဆိုလို့ရှိရင်ဒါလူတွေအများကြီးတရက်တရက်လူတွေအများကြီးတုံးရတယ် asphalt အာ special effect make up တွေပါတယ် CGI တွေအများကြီးပါတယ်ပြီးတော့ဒါကျွန်တော်တို့နောက်ထပ်နောက်ထပ်ချပြမယ်အရာကြီးအများကြီးရှိပါသေးတယ်ဒါလောလောဆယ်တော့ဒါပြည်သက်တွေကိုဒါကျွန်တော်တို့ကရော့ပွဲပွဲလေးကနေပြီးတော့မေးလို့ ော့ဖြစ်ဖြစ်တာပဲဖြစ်ပါတယ်ဟုတ်အဓိကကတော့ဒါစိတ်လှုပ်ရှားမှုဆိုတာဒီဇက်ကားယူရိုက်ဖို့တော့ကျွန်တော်ပလန်လာတာမရှိဘူးဆိုတော့ကျွန်တော်၈လနဲ့၉လကြားထဲမှာရှိပြီဒါကြားထဲမှာ preparation တွေကိုကျွန်တော်တို့ဒါ channel make up test တွေ CGI test တွေပြီးတော့ဒီ setting တွေအများကြီးကျွန်တော်တို့အချိန်ကြာကြီးလုပ်ခဲ့ရတယ်ဒီအတွက်ကြောင့်မို့ဒီကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ project နဲ့ကျွန်တော်ကာမရိုက်တာဆိုလို့ရှိရင်ကျွန်တော်၃လလောက်ရှိသွားပြီအဲဒီရောက်အရန်လုပ်ချင်တော့ကျွန်တော်တကယ်ချင်းနေ လှုပ်ကြတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကျွန်တော်ထူးခြားတဲ့အချက်တွေအများကြီးအများကြီးပါဝင်ပါသေးတယ်ဆိုတော့ဒါအဲတကယ်ကိုအရန်ကောင်းတဲ့ quality တခုကိုပေးနိုင်တယ်လို့ကျွန်တော်တို့ဒါရေရေပြောရပါတယ်ဟုတ်အော်အရင်တော့ကတော့အဲ့လိုမျိုးဒါရိုက်ကူးတဲ့အချိန်ကာလမှာဒါဒါဇလန်မျိုးစားစုံလေးအောင်ရိုက်ကူးခြင်းတယ်ပေါ့ဒီလိုမျိုး mindset ရှိခဲ့ဘူးလေဒါပေမဲ့တကယ်တကယ်ကျတော့စကားတွေများနေတယ်ဆိုတာထက်ပေါ့နော်ကျွန်တော်ကျွန်တော်ချက်ပေါ့တစ်ခုအထီးပို့ပဲလိုတာပေါ့နော်တနည်းလုံးမှာကားတွေများနေလဲများနေတဲ့ကားတွေက အရာမထင်ဘူးဆိုလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်ဒါတွေကကျွန်တော်တို့လည်းဖြတ်တန်းခဲ့ပြီးပြီဆိုတော့ဖြတ်တန်းတယ်ဆိုပေမဲ့လည်းကျွန်တော်အချိန်ကြာကြီးတော့ဖြတ်တန်းခဲ့တာမျိုးတော့မဟုတ်ဘူးအချိန်အကြာကြီးမဖြတ်တန်းခဲ့ပေမဲ့ကျွန်တော်ကျွန်တော်အတွေ့အကြုံအများကြီးရှိသွားတယ်ပေါ့ဒီတွဲကြောင့်မလို့လည်းနောက်ပိုင်းကျတော့ဒါရိုက်တဲ့ကားကြီးကောင်းအောင်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပဲသွားတယ်အာဒါကိုယ့်ရဲ့ professional အလုပ်လည်းဖြစ်တယ်အဲဒီကနေပြီးတော့ဟိုငွေကြေးပမာဏတွေများလာဖို့ဆိုတာထက်ကိုနောက်ပိုင်းကျတော့ ဒါကိုလုတ်တဲ့ကားတွေကောင်းလာခြင်းနဲ့စိတ်တစ်ခုပဲရှိတော့တာပေါ့နော်ဂျန်နက်ဟာတော့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ဂျန်နက်အလုပ်တွေနဲ့ကျွန်တော်ပြန်စူးစမ်းပြီးတော့ရှာပြီးတော့ရှာဖွေမယ်ဒီထဲကိုပြန်ပြီး invest ပြန်လုပ်တယ်ဒီနှစ်ဆိုလည်းအဲ့လိုမျိုးပဲသွားနောက်တစ်နှစ်လုံးလည်းအဲ့လိုမျိုးပဲသွားမှာဆိုတော့ပို့ပြီးတော့ရုံးကြံတော့ရုံးကြံဒီဒီဒီ seven style လေးတော့ဒါရုပ်ရှင်ဇာကာရကျွန်တော်ပြုလုပ်ထားတာပဲဖြစ်ပါတယ်လို့ဟုတ်ဒါကတော့ဇာကာပြီးဝင်ကျွန်တော်ပြန်ဖြုတ်မှာပေါ့နော်ဆိုတော့အခါကျတော့ဒါတီးခတ်ပြီးတော့ကြည့်ပြပါအောင်လို့ပြောချင်ပါတယ် အော်ဟုတ်ဒါကတော့ကိုကိုကိုကြည့်ရတာတော့အဆင်ပြေလားမပြေလားဆိုတော့ဇက်ကောင်ကာရက်တာနဲ့တော့လိုက်ဖက်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်လုံးဝတာအဆင်ပြေပါတယ်ဒါတော့ဒီစပင်ကိုလည်းကျွန်တော်တာရဆိုတဲ့အာ brother လုတ်ပေးတာတာပေါ့နော်ဒါစမ်းကြောင်းမှာရှိတဲ့အာဆယ်လီဆလွန်ကလုတ်ပေးတာတာပါအဲ့တော့လည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဒါဒါကျွန်တော်တစ်ယောက်ထဲကဲ look ပေါ့နော်ဒီကားလေးကဒါကျွန်တော်ကဒါမဖြစ်မနေပွဲတက်လိုက်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့အာ design ဆိုတာလည်းဒါကျွန်တော်ဒီကားလုံးမှာပွဲတက်တွေအကုန်လုံးနားဖို့အတွက် လောက်ထားပြီးသားပါပြီလုတ်ပြီးလုတ်ပြီးသားပါပဲကျွန်내ရှူတင်နဲ့ရိုက်ဖို့အစီအစဉ်မရှိဘူးပေါ့နော်ဒါမဲ့ဒီဆိုင်ကတော့ကျွန်တော်နဲ့မိတ်ဆွေလိုလည်းဖြစ်နေတော့ကျွန်တော်လာလိုက်တာပါကျွန်내ပါဝင်တဲ့လူတွေအားလုံးရဲ့လုတ်တွေအကုန်လုံးလည်းကျွန်တော်တို့ချိန်ထားပြီးသားပါသူတို့တွေကတော့အပြင်ထွက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 ်မှလည်းမဟုတ်ပါဘူးဒါမဲ့ကျွန်တော်ကတော့ဒါမှဖြစ်မနေဒီစပင်နဲ့ပြင်ထွက်လိုက်ရတာပေါ့နော်ကျွန်တော်တို့ဒါကာလိုက်တာလေးဖတ်ထားတာလေးအများကြီးရှိပါအဲ့ဒီဆိုင်မှာပဲရှော်တာခင်ဗျအဆင်ပြေပါစပင်အစစ်အစစ်ဆိုတော့လေဟိုဟိုကပုံမှန်တိုင်းပါပုံမှန် စက်တနိုင်လောက်ကြာဆိုပါဟုတ်ကဲ့အာဒါ Mary K အာဆိုင်ကဒါအများကြီးအများကြီးအများကြီးအောင်မြင်ပါစေကျွန်တော်တို့ဒါဒါအရင်လဲဆိုင်ရှင်တွေကသဘောကောင်းပါတယ်ဆိုတဲ့အခါကျတော့ဒါလာရောက်ပြီးရွှေလေးကိုရောင်းချလို့ရတယ်ဝယ်ယူလို့ရတယ်လို့ပြောချင်ပါတယ် Mary K တစ်ချက်မကလည်းအများကြီးအများကြီးအောင်မြင်ပါစေလို့ပြောချင်ပါခင်ဗျာ